နှင်းလွမ်းเสียရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးတက်ဝေမင်းနေဩဂုတ်မှာအရင်လေတွေတိုက်ရင်အရင်ပန်းနေပဲပွင့်ကြအောင်မှာပါလိုအပ်ရင်ပန်းအစ်စ်တွေလဲပေးဖို့ဘဲတစ်ပင်ကိုမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြေဝလွမ်းခွင့်ရတာဟာလေလူဖြစ်ကြိုးနှံမှု အခက်ခဲတစ်ခုပါပဲကွယ်ခင်ဖုံးတက်ဝေကြားလိုက်လာတော့မသိဘူးတချို့ဆိုတိုးရှို့ပေါက်ကြီးတွေကိုပုံညက်ပန်းလေး ဖြစ်သွားကြတာလေလမ်းဘေးကအချိုရီဘူးကွန်လေးကိုပိတ်ကံပစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ပုတ်တွေဖတ်မယ်တတိရှိခြင်းအောင်ဆောင်ပြီးစပယာကိုဘူးကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖက်ဒရယ်ပြည်တော်သူကြီးတိဆောက်တာကအစရှန်ကုန်မီဝိုင်းကကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေအထိလွယ်တက်ပါတယ်ဒေါသရော အတ္တရော ကြီးတဲ့ကောင်လေးမျိုးတုံးသွားဖို့ရည်အထိလွယ်ကောင်းလွယ်နေနိုင်ပါတယ် စိုးရင်ထိတ်လန့်နေတဲ့အစွမ်းစလူမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်။စင်ကျင်တုံတရားကိုချရေးဖို့ပို့စကက်လေးတစ်ခု ရှာရတာလွယ်ပါလိမ့်မယ်။အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။စပယ်ဖြူတုံးကမှခေဖုံးတက်ဝေရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်တယ်။ခက်တယ်ခေဖုံးတက်ဝေရဲ့တိတ်ခက်တယ်။နေထွက်စမှာ တုံနေတဲ့ငှက်နှုတ်တီးရဲ့အရေးလေးနေလေခင်းကိုတူတူဝင်သွားတယ်လို့ပါပဲ။ ဗုဒ္ဓဟူးညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကိုယ်သဘောနဲ့ကိုယ်အရှုံးပေးလိုက်ခြင်းတောင်ကုန်းလေးတောင်မှမျက်တွေစိမ့်မှုစောင့်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့စုံချုံမှုမျိုးဆိုတာပါရောကျွန်တော်ထိုက်ထိုက်တန်တန်နားလဲပါတယ်ခင်မို့တော့ဝေးတရင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးနေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ် မိုးမြွာတဲ့ဝါစုကိုဘလို့အမည်မျိုးပြောင်းလဲမဲ့ခေါ်ခြင်းပါတလေခင်မုံးသက်ဝေဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တခြားမရှိတဲ့ရေမျောအိမ်လေးတွေတိဘက်တောင်မြန်ကနန်းတော်ဟောင်းလေးစသဖြင့်ကျုံးတွေဥယျာဉ်မြေလူကျွန်းနဲ့ကန်နီကန်ဝေတနယ်တကြီးမှလေးပင်လေးညင်းတွေဂုံဒီရရှိအလံတိုင်းတအုပ်နဲ့တီးမုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ် ဖြေစရာရှိရတာခေမုံးသက်ဝေဖြေပါပုံမြင်မစခင်ပုံမြင်လေးထဲမှာကောင်းငင်ပါရောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာကို့ဘာသာယုံကြည်လိုက်ပါမယ်ဒီနေရာကစွန်စားကန်းနေအဆုံးသက်ရမယ်နေရာ မဟုတ်ပါဘူးစူကောင်းယုံတချင်းတပုတ်ရဲ့ချိုးပိုက်နေရာကို ကက်ကက်လာနေုံမျှပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ချိုးဖြူဖြူလေးထက်ချက်မကွာ ချီလျက်နှောင်လျက်ပါသွားတာပါပဲတန်ရောစင်ရဲ့တီးကြလက္ခဏာရဲ့တစ်ခုပါခင်မုံသက်ဝီခွင့်လွတ်နိုင် ကြည်အေးစီကြပါလေပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးအဖို့ပြုနေရတဲ့သူစင်ရဲတို့ရဲ့တက်ကွင်းခင်းညက်300လေးကျွန်တော်အလုပ်စီရင်မှာတော့နှုတ်မရပယ်မရအစာထိုးမရခင်မုံသက်ဝီစိတ်တစားတစ်ချိုသီးလေးလိုပန်းချိုပွင့်လေးလို အလိုမကြတော့ပြန်မပြင်ရဘူးကဲကြည်စမ်းတန်းတက်ခင်ဖုံးတက်ဝေကဲလာရီ